အောင်မြင်နေတဲ့မင်းသမီးကြီးတွေကိုကြော်တက်နိုင်ဖို့ကြိုးစားနေတဲ့နီနီလင်းအိမ်ရန်ကုန်စင်တီညူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်နီနီလင်းကတော့ Miss Grand Myanmar 2023ရဲ့ဝင်နာဆုရှင်ဖြစ်ခဲ့တာပါဒါအပြင်ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တဲ့ Miss Grand International ပြိုင်ပွဲကြီးမှာဆိုရင်လည်း first runner အဆူကြီးကိုပိုင်ပိုင်နိုင်နိုင်ရရှိခဲ့တာဖြစ်ပါတယ်။နီနီလင်းရှင်ပြိုင်တဲ့နှစ်တုံးကဆိုရင်ပရိသတ်တွင်အားပေးမှုကိုတခဲနဲ့ရရှိခဲ့တာဖြစ်ပြီးအဖက်ဘက်ကနေ supporting တွေကောင်းခဲ့တာကြောင့်နီနီလင်းအင်ကတကယ်ကိုကောင်းတဲ့အဆူကြီးတစ်ခုကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ဒါပြင် Mr. Nawat နဲ့လည်း အစဉ်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ရည်ကြောင့်နီနီလင်းအင်ကတကယ်ကိုစုကြည့်တွေကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီးမြန်မာပြည်ကိုအပြုံးပန်းများစွာနဲ့ပြန်လာနိုင်ခဲ့တာပေါ့နီနီလင်းအင်တယောက်အခုရင်စုရရပြီးရဲ့နောက်ပိုင်းမှာအားလုံးကတော့နီနီလင်းအင်ကိုမင်းသမီးတလက်ဖြင့်အမှုပညာလောကမှာရက်တီတော့မယ်ဆိုပြီးမျှော်လင့်နေကြတာဖြစ်ပါတယ် Ministry တော်တော်များများက Crown ရပြီးသွားရင်အမှုပညာလောက်တွေကမ်းလှမ်းမှုတွေများစွာရှိရကြောင်းချက်ချင်းဆိုသလိုမင်းသမီးတွေဖြစ်သွားကြပါတယ် Miss Grand မြန်မာ2024 Crown လာမယ်သဲစုငိန်ဟာဆိုရင်လည်းလက်ရှိမှာ ရှင်စကားကြီးပေါင်းများစွာကိုရိုက်ကူးနေပြီးသူရဲ့ရုပ်ရှင်စကားတွေကလည်းမကြခင်မှာတကားပြီးတကားရှုံတင်ပြသတော့မှာဖြစ်ပြီးအောင်မြင်နေတဲ့အမှုပညာရှင်မင်းသမီးတွေတောင်ကြော်တက်ခါရုပ်ရှင်ကားကြီး25ကားကိုတပြိုင်တည်းထဲရိုက်ကူးထုံးလင်းပြသတော့မယ်လို့သတင်းတွေထွက်ပေါ်နေကြတာပါအားလုံးကဒီတဲစုငိန်ကဒီလိုမျိုးရုပ်ရှင်တွေရိုက်နေတဲ့အချိန်မှာနီနီလင်းကိုအားမလို့အားမရရဖြစ်ခဲ့ပါတယ်ဒါကြောင့်နီနီလင်းတယောက်ရောပဲအချိန်များအမှုပညာလုပ်တွေလုံမလဲဆိုပြီးတော့စောင့်မျှော်နေကြတယ်ဆိုပေမဲ့ဒူအက်လွေနဲ့ပတ်သက်တဲ့ပြဿနာတွေတက်ခဲတာကြောင့်ဆရာကိုအာခံလို့နီနီလင်းအိမ် င်ကဒီလောကကနေပြောက်ွယ်သွားကြပြီလို့ထင်ထားခဲ့တာမျိုးရှိပါတယ်။နီနီလင်းဂိုရန်ကလည်းပြဿနာတွေကိုမျက်နှာချင်းဆိုင်ဖြေရှင်းကျင်တာမျိုးတွေမလုပ်ကျင်လို့ခဏအနားယူတဲ့သဘောအနေနဲ့လူရှိကနေတနည်းကျော်လောက်ပြောက်ွယ်သွားခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့နီနီလင်းကခံပတ်အနည်းနဲ့ပြန်လဲရောက်ရှိလို့လာခဲ့ပါပြီ။2025အတွက်ကျင်းပပြုလုပ်တဲ့ Instagram မြန်မာပြိုင်ပွဲကြီးမှာနီနီလင်းအင်ကိုရန်က Crown ဆောင်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပြီးနီနီလင်းကလက်ရှိချိန်မှာအမှုပညာလုပ်ကိုလောက်ကင်တော့မှာပါ။အောင်မြင်နေတဲ့မင်းသမီးတွေကိုကြော်တက်နိုင်ဖို့အတွက်မင်းသမီးတယေ ောင်းအနေနဲ့အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့အတွက်လိုအပ်တဲ့သင်တန်းတွေကိုတက်နေပြီလို့သိရပါတယ်။ဒဲစုငိန်တာမှာရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်နေရင်နီနီလင်းအိမ်တယောက်ကလည်းဘာလို့မလုံနိုင်ရမှာလဲဆိုပြီးအားပေးရသူတွေရှိသလိုနီနီလင်းအိမ်ကိုယ်တိုင်ကလည်းဒဲစုငိန်ကိုပြန်ဆိုင်ခြင်းနဲ့စိတ်တွေရှိနေတာကြောင့်အခုလိုမျိုးမင်းသမီးတိတ်လက်မှာရှိရမယ့်အရှိအချင်းတွေတိုင်ရလော့တွေနဲ့သရုပ်ဆောင်ဟန်ပန်တွေတက်သင်တန်းတွေတက်နေရလို့သိရပါတယ်။မကြခင်မှာဆိုရင်လည်းသင်တန်းကပြီးဆုံးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့နီနီလင်းအိမ်ကိုမင်းသမီးတက်လက်နေတဲ့ပရိသတ်တွေကမျှော်လင့်ရတော့မှာပဲဖြစ်ပါတယ်။နီနီလင်းက အမှုပညာလောကတွေကိုဝင်လာခဲ့မယ်ဆိုရင်သူအနေနဲ့အကောင်းဆုံးပုံစံမျိုးနဲ့ပဲဝင်လာချင်တာဖြစ်တယ်။နောက်ပြီး director တွေနဲ့လည်းချိန်ဆက်ပြီးတကယ်ဇလန်းကောင်းတွေကိုပုံဖော်နေတယ်လို့သိရပါတယ်။သူအနေနဲ့အမှုပညာလုပ်ကိုအသိစိတ်ကစားအကောင်းဆုံးစ조사မှာဖြစ်တဲ့အတွက်ပေါ်ပေါ်ပယ်ပယ်လုံးမှာမဟုတ်ဘူးလို့ပြောခဲ့တယ်လို့တကယ်နမရနမကြီးမင်းသမီးတွေကိုကြော်တက်ပြီးမင်းသမီးတက်လက်ဖြစ်အောင်အကောင်းဆုံး조사သွားမယ်လို့ပြောပြခဲ့ပူပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောနမကြီးမင်းသမီးတွေကိုကြော်တက်ပြီးမင်းသမီးလှုပ်တော့မဲ့နီနီလေးအိမ်ပေါ်အာ ားပေးပြပါလားဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်